မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလီဝတ်သားနယ်ဇလာပီတာညွှန်ကြားမှုအစီအဌာနမှာ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ်သားသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနိုင်ဆုံးဖူးချိန်များမှာနေပြည်တော်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ26ဒီဂရီဆက်စီယက်89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးလို့မှဖောင်းရရှိတဲ့ပုံရံကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာတိမ်ထုထန်နေပြီကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်နေနေမှာတိမ်တင်တင်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ AR တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးရိမ်တောင်များရွေ့လျားရနေရတဲ့ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေဖြင့်တိုက်ကချင်းမိုးတချုံရဲ့မိုးချိုပြခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာတဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတနင်္လာကြီးတို့မှာတိမ်တိမ်တိမ်မှတိမ်ထွန်းထနေပြီးကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နေငယ်မှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။ ်ဘင်္ဂလားပင်လယ်ော်ချီနီမှာဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအာနေနေပါတယ်မြမပင်လယ်မြမလှိုင်းနေငယ်မှာလှိုင်းပင်တွေရှိပါမယ်လှိုင်းမြမမြမကံယူတဲ့တရှောင်းနဲ့ကံလုံးပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပင်ခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေထိခံမှန်းချက်များနေနေကတော့မုံပြင်းနေနေတနင်္လာရီတိုင်းဒေသကြီးတို့မှာနေရာညံပြ အေရီတန်ဒေတာကြီး၊ရှမ်ကုန်းတိုင်းဒေတာကြီး၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာစစ်ဆင်။စကားနယ်ဒေတာကြီးထပ်ပိုင်း၊မြေပြည်တော်နယ်၊ပဲခူးတိုင်းဒေတာကြီးတို့မှာနေရာကျကျနေ။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေတာကြီး၊စကားနယ်ဒေတာကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေတာကြီး၊ကယားပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတစ်ချုံရပါမယ်။နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းကြမှာ နေရာကွက်ကြားမှုတချို့ရောပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရန်63ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေကမ္ဘာကျမှာလည်းနေရာကွက်ကြားမှုတချို့ရောပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရန်63ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်နေရာကွက်ကြားမှုတချို့ရောပါမယ်အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီရက်65ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့် နောက်နှစ်ရက်အတွက်ခံမှန်းကျန်နေနေကြတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။